ောင်အခုရှာကိုမတွေ့တော့ဘူးအမလီတော်သားရတင်မြချောင်းချောင်းဖွင့်နေပြီအေးဖုန်းလို့တွေ့လို့ရလားကုတ်ချောင်းပြောင်းတတ်ပြင်မယ်ဟိုအမိုးရီပြေဖို့တော့ဦးစားပေးထားပါတယ်ဒါပေမဲ့ကျွန်တော်ဟာသာကားစစ်စစ်ကြီးလားဆိုတော့လည်းမဟုတ်ဘူးဗျအဲ့တော့ကောမဒီအပြင်ကိုကျွန်တော်တို့ပြချင်တဲ့ဇလန်ဇလန်အာပုံစံကကျွန်တော်လူတွေရဲ့စိတ်တွေပေါ့နော်လူတွေရဲ့စိတ်တွေကအဲ့လိုယုံကြည်မှုတစ်ဖက်ဆုံးရောက်သွားတဲ့ခါမှာအကုန်အမောင်ဖုံးကုန်တဲ့ဟာ အဲ့အဲ့လိုဟာလေးလေကျွန်တော်အဓိကပြချင်တော့ဆိုကျွန်တော်အဲ့လိုတင်းစက်ကိုကျွန်တော်သွားထားတာဆိုကြီးရဲ့လူပေါ်မှာပဲမူတည်ပြီးတော့ခံစားချက်တွေဖြစ်သွားမယ်ထင်ပါတယ်ရှင်မာဆိုရှေးဆက်အိမ် အဲအခုဒီကားလေးရုံတင်ပြသခွင့်ရရတဲ့အတွက်လည်းအဲရွေးချယ်ပေးရရုံရှင်နေရောပြသဖို့အတွက်ကြိုးစားထားတဲ့ဒီ producer တွေအားလုံးကျေးဇူးအရင်ဆုံးတင်လိုပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အနေနဲ့ကဒါဒုတိယမြောက် producer အနေနဲ့အဲလုတ်ကန်ခွင့်ရတဲ့ကားလေးပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ရဲ့ ငွေပေါင်းကြီးပေါ်တွေရောငွေကြီးရတဲ့မိတ်ဆွေစ်တွေရောအကုန်လုံးဝန်းရံပြီးတော့မှဒီကွန်ချန်လူရဲ့ဥဆောင်မှုနောက်မှာကျွန်တော်တို့အကောင်းဆုံးဖြောင်းချိုးစားထားတာဆိုတော့ဒီနေ့ယုံငွေရပြီဆိုတော့ဝမ်းသာပါတယ်16နှစ်ဆိုယုံငွေပြသပါတယ်ဒီကားလာကောင်းမှုအဲ့လိုလေကျွန်တော်လည်းကောင်းလေကောင်းမယ်ကျွန်မရင်ခံစားချက်တွေမကောင်းတော့ကျွန်မရင်ခံစားချက်တွေမကောင်းတော့ကားသလန်းကျွန်တော်ကတုန်းက2013ပတ်ချလေလောက်ကကျွန်တော်အဲ့လိုပဲ နေရီသွားတယ်ကိုစမ်းမင်းတို့နဲ့ဇက်တွေမှာတချင်းလိုက်ဆိုတာရှိရဲတခြားဇက်တွေမှာလည်းတချင်းဆိုရဲအဲအဲ့လိုအချိန်ကာလတွေမှာတွေးပြီးတော့ဖုန်းထဲမှာအကျန်းလေးရေးထားတဲ့ဟာလေးပေါ့နော်ဆိုတော့အဲ့ဒါလေးအဲ့ဒီ idea လေးကိုအခုဒီ2020 2021ဒီဒီ covid ဖြစ်ပြီးနောက်ပိုင်းမှာဖန်တီးခွင့်ရလာတဲ့အခိုက်အတန့်မှာကျွန်တော်တို့ဒါအားလုံးကဝိုင်းပြီးတော့မှဖန်တီးခဲ့ကြတာဒီကြားထဲတွေမှာကဒီဒီလိုဇကားလေးကိုရိုက်ဖို့အတွက်က ဟိုကျွန်တော်တို့အခုလိုပေါ့နော်အဖက်ဘက်ကအခွင့်မတားခဲ့လို့ပဲပြောလို့ရမှာပေါ့ဒါပေမဲ့ဒီအချိန်မှာတော့အဖက်ဘက်ကအခွင့်တားပြီးတော့မှယုံကြည်တဲ့ producer လည်းတွေ့လာသလိုငွေကြေးစိုက်ထုတ်တဲ့ producer လည်းတွေ့လာသလို director ကောနောက်ပြီးတော့ဒီကျွန်တော်စီစဉ်မှုအားလုံးကိုမှလက်ခံပြီးမှရိုက်ကူးပေးမဲ့အဲတေးဥဆောင်နေနဲ့အကုန်လုံးစုံသွားတဲ့ခါမှာလွတ်ခွင့်ရတာပေါ့အဲ့လိုကြောက်တမငါအစကရေရတည်ရင်မင်းကိုကာလာသားကောင်းရာလူငါမင်းကိုမပေးဘူးဟိုဘငါမူးကြောင်ညွန့်ပေးတယ်ကြောက်တယ်လို့ပြောနေတာမဟုတ်ဘူးကြောက်တော့မမြင်စင်တာမမြင်အောင်ကြောက်တာတားနေတာကျွန်တော်တို့အဲ့ဒီအဲကျွန်တော်တခါတော့ရေးပြားအိမ်မှာတရှင်းသွားစုဘူးလေဗျာ ်ရွာမှာသင်းသားဆိုဘူးတယ်အဲ့အဲ့ဒီတော့ဆိုတော့အဲမင်းသမီးခင်လေးຫນွယ်လဲပါတယ်ကျွန်တော်နှစ်ယောက်ကိုငှားတာကျွန်တော်သွားဆိုတယ်သွားဆိုတော့ကျွန်တော်တည့်ရက်ပဲသွားဆိုတာပါဒါပေမဲ့ကျွန်တော်နှစ်ယောက်ငှားတာကျွန်တော်အချိန်မရတော့ကျွန်တော်တည့်ရက်ထင်းနဲ့ပြန်ခဲ့ရတယ်ဆိုတော့အဲ့ဒီတော့ကကျွန်တော်ကြုံခဲ့ရတဲ့ဟာလေးရှိတယ်ဗျကျုံရဲ့ဟာတော့ဒါပြောရင်တော့တော်တော်လေးကိုအရှိရှိလျားလျားပြောအောင်ပါဆိုတော့အချင်းချင်းချင်းပြောရရင်အဲ့ဒီတော့မှကျုံခဲ့ရတဲ့အတွေ့အကြုံလေးတွေပေါ်မူတည်ပြီးတော့ဉာဏ်လုံးထဲမှာမြင်လာတဲ့ပုံမှာကျွန်တော်စဉ်းစားထားတဲ့အရာလေးပါတကယ်တမ်းကဒီဇလန်လေးဖြစ်တည်လာတယ်ဆိုတာလည်းဟိုလိုမျိုး ဟိုအချိန်ကြီးကြာကြီးဆိုင်ရင်းသားပြီးတော့မှဒါလေးလုတ်ရှင်တယ်လို့ဟိုလုတ်ခဲ့တာမဟုတ်ခဲ့ပဲနဲ့ဒီလို plot လေးတစ်ခုပုံမှာတွေးမိတဲ့အရာလေးပုံမှာကျွန်တော်တို့ကကွန်မြူထားတဲ့ဟာလေးပါလေအဲ့ဒါဒုက္ခရောက်လာတဲ့လူဒုက္ခရောက်လာတဲ့လူဆိုတော့ငါတို့ကကူညက်မှာပဲရကြောက်တတ်နေသူကဂျွာကာရာကောအလုတ်ကိုပဲမလုတ်နဲ့တော့ဒီကားရဲ့ကက်စင်က90%ကကျွန်တော်ရွေးတာပါ။ကျန်တဲ့10%ကတော့ ဟိုကိုအောင်ချမ်းလူရဲ့အကြံပေးမှုတွေလည်းပါပါတယ်ဒီညမှာတော့ကျွန်တော်ဒါထားရင်ကောင်းမယ်ဆိုတော့ကျွန်တော်က producer ဆိုပေမဲ့လည်းကျွန်တော်ကျွန်တော်လုပ်တဲ့အလုပ်တွေအကုန်လုံးက director ရဲ့ဆုံးဖြတ်ချက်ကအဓိကပါပဲနောက်ဆုံး director လူချင်းနဲ့ director ဆုံးဖြတ်ချက်ချတဲ့အပေါ်မှာပဲကျွန်တော်တို့အဓိကလုပ်ကြရတာပေါ့နော်ကာရကကောင်းဖို့အတွက်အဲကိုဝါသနာပါတဲ့အလုပ်တစ်ခုကိုပေါ့နော်အဲကျိုးစားခွင့်ရတဲ့အခိုက်အတန့်မှာကျွန်တော်အနေနဲ့ပင်မနေရို့ဘာလို့လဲမရှိပါဘူးဝမ်းသာပါတယ်ပျော်လဲပျော်ပါတယ်နောက်အခုချိန်မှာဒီကားယုံနေခွင့်ရတဲ့အချိန်မှာအခုလိုပြန်ကြည့်ခွင့်ရတဲ့အချိန်မှာစိတ်ထဲမှာ ပျော်ပျော်ပျော်တယ်ပေါ့နော်ခြေလေးကျင်တတ်ပါတယ်လို့လုခွင့်ရတဲ့အတွက်ဝမ်းသာပါကျွန်တော်စဉ်းစားထားတဲ့ဇက်လန်ရှိတယ်အဲ့ဇက်လန်မှာဟိုအပိုင်းနှစ်ပိုင်းမှာမှာဒါဒုတိယအပိုင်းလို့တော့ပြောလို့ရတဲ့အနေထားမှာကျွန်တော်ကဟိုဒီကောက်အရင်ရိုက်ဖြစ်ခဲ့တာပေါ့နော်ဆိုတော့ပထမအပိုင်းကြံပါသေးရပထမပိုင်းပထမပိုင်းကရိုက်ဖြစ်တယ်မရိုက်ဖြစ်ဘူးဆိုတော့အထက်ပထမပိုင်းเนี่ยကအဲကျွန်တော်စဉ်းစားထားတဲ့မြင်ထားတဲ့အယုတ်တွေကိုကျွန်တော်ဒါပုံဖော်ထားတဲ့ဟာပေါ့နော်ဆိုတော့ဒီ ဒီဟာပုစာရိုက်တုံးကလည်းအဲဘောနော်ဓာတ်ပုံကိုလင်းပေါ့နော်ကိုလင်းစတူဒီယိုကရတယ်ကျွန်တော်လိုချင်တဲ့ light တင်ဒီ adder တွေကလည်းကျွန်တော်လိုချင်တဲ့ဟာအကောင်းဆုံးဖြောင်းသူတို့ရိုက်ပေးကြရပေါ့နော်အဲ့လိုပဲဟိုဘယ်လိုပြောမလဲကိုကိုရဲထုတ်ကလည်းဒီဇိုင်နာကိုရဲထုတ်ကလည်းကျွန်တော်ပြောတဲ့ဟာကိုသူသူ့ဘက်ကအမိုက်စားကျွန်တော်ထပ်ပြီးဖန်တီးပြီးတော့ပုစာတော့ကျွန်တော်တော်တော်သဘောကျရတဲ့ပုစာပါဆိုတော့ဒီစကားလေးကဒီလိုပုစာလေးဖြစ်တည်လာရဲဆိုတော့ကျွန်တော်အရင်ကစဉ်းစားမိထားတဲ့ဟာလေးလည်းရှိလို့ကျွန်တော်ဝေးနေမှာဆက်စီရတော့ကပေးကြဈာခွက်ကိုဝါလိုက်ပြီးတော့သဘောထားလိုက်တော့ဟုတ်လားဝင်းနေရပြေတော့လား စိန်ဝင်းစိန်ဝင်းဇမင်းသားလေးမောင်စိန်ဝင်းခုရဲကောင်းတို့ကတော့ခက်ခဲပါတယ်ဘာလို့လဲဆိုတော့ဥမာဒီတခန်းမှာတော့အရန်မတရားဖြစ်တယ်ဆိုပြီးတော့ပြောဖို့ထက်ဒီတကားလုံးစာမတရားတွေပဲရှိနေတယ်လို့တော့ပြောလို့ပါတယ်ဘာလို့လဲဆိုတော့တခုရဲပြောဖို့အတွက်ကြတော့အမ်ညံ့ညတာတာဖြစ်မယ်မထင်လို့ပါအကုန်လုံးအမတရားတွေယူရမနဲ့ကောင်းညာရောအဲ့လိုမျိုးရှူတင်အဲ့လိုမျိုးဟိုပရဖော်မလဲ အကုန်လုံးပြန်နေရင်လည်းကျွန်တော်လိုက်တချို့ဟိုကားမပါတဲ့သူတွေပါရှိသမျှလူတွေအကုန်လုံးလည်းလိုက်ပို့ပေးရတယ်ကျွန်တော်ပဲဆိုတော့အမတ်တရားတွေကအောက်အောက်ဘောင်းအင်ဘောင်းရှိခဲ့တာဆိုတော့လေဒါပေမဲ့အကုန်လုံးကမိသားစုလိုပဲဟိုမငီးမညူကိုတကယ်ကိုကျွန်တော်ပုံမှာမငီးမညူပဲနဲ့ရုံချီနဲ့ရိုက်ပေးထားကြတဲ့သူတွေပါပဲအလုံးဟုတ်အမှန်တော့လေဒီကားလေးကကျွန်တော် trailer တွေပါကြည့်ပြီးတဲ့အခါမှာတော့ကျွန်တော်တငယ်ချင်းတွေလည်းဖုန်းဆက်လာတယ်ဒီလိုမလာခင်လေအော်ဟာတာကားလာပေါ့နော်ငါတို့ကတဲကားထင်နေတာပေါ့နော်တဲကားမဟုတ်ဘူးပေါ့နော်ကျွန်တော်အနေနဲ့ကလာကြည့်တဲ့လူပုံမှာပဲဒီကားဟာတာကားလာ အဲတရေကားလားဆိုတာဆုံဆုံးဖြတ်မယ်ထင်ပါတယ်ကျွန်တော်တို့ကတော့ဇလန်းသဘောအရရိုက်ထားတဲ့ဟာတွေရှိပါတယ်ဆိုတော့တချို့ဟာတွေကကြတော့ဇလန်းသဘောအရရည်နေရတဲ့ဟာတွေလည်းပါလို့သူတို့ရဟာတာကားလို့မြင်ကောင်းမြင်နိုင်တာပါဆိုတော့ဟာတာကားဟုတ်မဟုတ်အဲကောမဒီလားအဟော်ရာလားဟုတ်မဟုတ်ကတော့လာကြည့်တဲ့အခါမှာတော့ကိုယ့်အကွင်တွေ့ရမှာဖြစ်ပါတယ်ဘောဟာမိုးတွေပြေဖို့အတွက်ဥစားပေးထားပါတယ်ဒါပေမဲ့ကျွန်တော်ဟာတာကားစစ်စစ်ကြီးလားဆိုတော့မဟုတ်ဘူးဗျအဲ့တော့ကောမဒီအပြင်ကိုကျွန်တော်တို့ပြချင်တဲ့ဇလန်းအပုံစံကကျတော့လူတွေရဲ့စိတ်တွေပေါ့နော်လူတွေရဲ့စိတ်တွေက အဲ့လိုယုံကြည်မှုတစ်ဖက်ဆုံးရောက်သွားတဲ့ခါမှာအကုန်အမောင်ဖုံးကုန်တဲ့ဟာအဲ့အဲ့လိုဟာလေးလေကျွန်တော်အဓိကပြချင်တော့ဆိုကျွန်တော်အဲ့လိုတင်းဆဲကိုကျွန်တော်သွားထားတာဆိုကြီးရဲ့လူပေါ်မှာပဲမူတည်ပြီးတော့ခံစားချက်တွေဖြစ်သွားမယ်ထင်ပါတယ်။လာမယ့်ဒီ16ရက်နေ့ဆိုရင်တနင်္ဂနွေလောင်းဟာယုံနေမှာယုံနေပြသတာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေမယုံရအဖွဲ့သားတွေကိုစားလာရောက်ကြည့်အားပေးဖို့တော့အလေးစားစွာဖိတ်ကြားလိုပါတယ်ခင်ဗျ။ဝေဖန်အကြံပေးပါအောင်ခင်ဗျ။ကြိုးစားပါအောင်ခင်ဗျ။